အားလုံးမင်္ဂလာပါဒီနေ့မေလ16ရက်နေ့မှာတော့ကော့ကရိတ်မြို့မှာဆိုလို့ရှိရင်မြပလီဖက်ကိုအသွားကော့ကရိတ်မြို့ရဲ့အခုဖက်မှာပေါ့မြပလီဖက်အချမ်းမှာအဲ့ဒီမှာဆိုလို့ရှိရင်တော့ ကတန်းကူးရွာဆိုတာရှိတယ်အဲ့ဒီမှာနေပြီးတော့တိုက်ပွဲတဲ့ကြီးကြီးဖြစ်နေတယ်အခုနော်တိုက်ပွဲတဲ့ပြင်းထန်နေတယ်အဲ့ဒါကကျွန်တော်တို့သိတဲ့အတိုင်းပဲကျွန်တော်တို့ကရင်ပြင်းနေမှာရှိတဲ့ပြန်လာလေနဲ့ပူပေါင်းအဖွဲ့တွေနဲ့သူတို့တိုက်ပွဲတဲ့ကြီးကြီးနေမှာဖြစ်နေတယ်ဆိုတော့တိုက်ပွဲတွေကတော့နေရာတကာမှာဆိုလို့ရှိရင်တိုက်ပွဲတဲ့ပြင်းထန်နေတာကိုတွေ့ရတယ်နောက်တစ်ခုကမကွေးတိုင်းမြန်မြို့နေမှာဆိုလို့ရှိရင်တော့ဥတီပြီးတော့ထွက်လာတဲ့ဒီစစ်ကြောင်းကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာလောင်ရှစ်လောင်ရတယ်နော်အဲ့ဒီမှာလက်နဲ့တွေလည်းတော်တော်ရတယ် ီးလို့ရှိရင်တော့သူတို့ကကစင်းကလျားနော်အဲ့ဒီမှာဖွဲ့စည်းပုံပြရပြီးတော့အကုန်လုံးထွက်ပြေးကုန်တယ်အဲ့ဒီမှာလက်နက်ခေးရန်တွေလည်းရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တတိမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကကရင်ပြည်နယ် line point မှာဆိုလို့ရှိရင်တော့ဒီထိုင်းနေဆက်ပေါ့နော်အဲ့ဒီထိုင်းနေဆက်မှာဆိုလို့ရှိရင်တော့ခလာရ24 Halley View ဟာကုန်းစခန်းကနေပြီးတော့ KNLA နဲ့ပူးပေါင်းအဖွဲ့တွေကတင်ပိုက်ရရှိတယ်အဲ့ဒီမှာစက္ကဆိုင်ရဲ့အလောင်းပေါင်း10လောင်းကိုရရှိတယ် သူတို့သူ့ဟာသူဒေသွားနိုင်တဲ့အလုံးတွေလည်းအများကြီးရှိမှာပဲပြီးလို့ရှိရင်တော့ဒဏ်ရာရတယ်လို့လည်းအများကြီးရှိမှာပဲဆိုတော့အခုပေါ်ပြထားတာကတော့အဲ့ဒီမှာအလောင်းစီလောင်းရတဲ့စခန်းကိုတင်လို့ရတယ်အဲ့ဒါကတာလီဘူဟတ်စခန်းဖြစ်တယ်အဲ့ဒါကခလာရနေစင်းနဲ့၄ရက်တာလီဘူဟတ်စခန်းဖြစ်တယ်ဆိုတော့အရောက်ပေါင်း20ထိုင်ဖက်ကိုထွက်ပြေးသွားတယ်ဆိုတဲ့ဟာကိုလည်းသတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကစကစကတက်တက်ကဆိုအပတ်စင်နော်၄၅ကနေပြီးတော့နော်ဒုတိယဘုံမူကြီး20နဲ့၄ရက်ကို ဗျူဟာမိုးရာထုကိုနေပြီးတော့ခံအပ်လိုက်တယ်ဆိုတဲ့ဟောတွေ့ရတယ်အဲ့ဒီပြတော့လူတို့သူတို့စီမားလူတွေဗျူဟာမိုးတွေတမမိုးတွေတော်တော်သေးတယ်နောက်သေးတဲ့ခါကျတော့အကိုကဗျူဟာမိုးတွေကိုနေပြီးတော့အစ်စ်ထိုက်ပြီးတော့45ရောက်ကိုခံလိုက်တယ်အဲ့ဒါကအပတ်စင်နောက်ဒီ SA အပတ်စင်ပေါ့45 45ကနေပြီးတော့ဒုတိယဘုံမူကြီးအစ်စ်အတူတိုးပြီးတော့ဗျူဟာမိုးအစ်စ်ကိုသူတို့ခံအပ်လိုက်တယ်ဆိုတဲ့ဟောတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ MND ရဲ့ထိန်းချုပ်ထားတဲ့နည်းမျှမှာနော်အဲ့ဒီမှာတင်းနီမှာ ရုပ်နိုင်ငံသားတွေအားဆိုလို့ရှိရင် လေကွက်ကိုမြေကွက်ကိုဝယ်တယ်ဝယ်ပြီးမှအဲ့ဒီမှာစီးပွားရေးအကြီးအကျယ်လုပ်နေတယ်ဒါကတော့တရုတ်ရဲ့တကယ့်ရင်မှန်းချက်ပဲနော်တရုတ်ကတော့မြန်မာနိုင်ငံကိုနေပြီးတော့တဖြည်း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 နဲ့ဝါပြီးတော့မျောသွားတာနော်လူဦးရေနဲ့ သူတို့ကလူဥယျာဆိုလို့ရှိရင်ရုပ်နိုင်ငံမှာတကယ့်လူဥယျာများတယ်များလွန်းလို့သူတို့ကတိမ်တယောက်ပဲယူရတယ်နော်တိမ်တယောက်ပဲယူရတယ်ကလေးတွေဆိုတော့အလောက်ထိတော့မှတင်းကျပ်ထားတဲ့လူတွေဖြစ်တဲ့ခါကျတော့လူတွေမဆန့်တော့ဘူးတရုတ်နိုင်ငံမှာဆိုတော့နိုင်ငံအသီးသီးမှာဖြန့်ထားတာသူတို့ကမျိုးစေ့ကိုကျဲလိုက်တာနော်မျိုးစေ့ကျဲလိုက်တာအခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လေကျွန်တော်တို့အများကြီးပါပဲနော်အများကြီးအဲ့ဒီတထေးတရုတ်တထေးလို့ဆိုရင်တော့တကယ့်လူလေးတွေကြာနေတာပဲနော်အဲ့ဒီမှာလုံစားနေကြတာခုကတော့နော် MD ကနေပြီးတော့ပြခရရစေးလိုက်တယ်ပြခလည်းစေးပြီးတော့နော်သူတို့က စကားစနေပြီးတော့စီပွဲတွေလှုပ်ရှားကြတယ်လှုပ်ရှားကြတော့အခုအဲ့ဒီနေမြေတွေမှာဘာတွေလှုပ်ကြလဲဆိုလို့ရှိရင်မြေခွက်တွေဝေတယ်တရုတ်တကနော်အရင်တော့လည်းဟိုဖက်ကလာပြီးတော့ဒီဖက်မှာမြို့ကြောခင်းတို့ဂျန်ခင်းတို့ပြီးလို့ရှိရင်တော့ဒီ PAD တို့စသဖြင့်ဒီစီပွဲလုပ်ငန်းကိုအများစုလှုပ်တာကနေပြီးတော့တရုတ်နိုင်ငံကဖြစ်တယ်ဆိုတော့အခုအဲ့ဒီနေရာတွေမှာအခုနေရာအစ်စ်တွေမှာဆိုလို့ရှိရင်ချက်ထွက်လာတယ်နော်ချက်ထွက်လာတယ်မြေခွက်တွေဝေတယ်ပြီးလို့ရှိရင်တော့စီပွဲတွေအကြီးကြီးလုပ်နေတယ်ပြီးလို့ရှိရင်တော့တရုတ်ရဲ့နော်မီးတရုတ်ကပေးတဲ့မီးပြီးလို့ရှိရင်တော့တရုတ်ရဲ့ဖုန်းတရုတ်ရဲ့ငွေ နော်စသဖြင့်ဒီဟာတွေကိုအသုံးပြုပြီးတော့လေပတ်နေရတဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒီပြရတော့နော်တရုတ်ရဲ့ငွေတရုတ်ရဲ့လူတရုတ်ရဲ့စစ်တပ်နော်အလုံးအလုံးတရုတ်ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံထဲကိုဝင်ပြီးတော့နော်တကက်ညွားမျိုးတာနော်လူကိုမျိုးမှလူပြောက်တယ်တဲ့နော်လူကိုမျိုးမှလူပြောက်တယ်ဆိုတော့လူကိုမျိုးတာက နေတရုတ်လိုမျိုးလာတယ်เนาะမျိုးလာတယ်ဆိုတော့မြန်မာပြည်သားတွေကတော့ကျွန်တော်တို့ဖြစ်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 နဲ့ပျောက်ပေါ်มาဖြစ်တယ်ဆိုတော့မြန်မာပြည်သားတွေဒီဖက်နေဆက်လူတွေကအော်လုံးဆိုလို့စီမှာသွားပြီးတော့เนาะအလုံးလုံးရတာเนาะအလုံးလုံးရတာ import လုပ်တဲ့လူကလုတ်เนาะအများကြီးပါပဲเนาะအများကြီးပါပဲမြန်မာဖက်ကလူတွေကဟိုဖက်မှာသွားပြီးတော့အလုံးလုံးကြပြီးလို့ရှိရင်ဟိုဖက်လူတွေကဒီဖက်မှာလာပြီးတော့တကယ်ကြီးဆိုးเนาะအဲ့ဒါအစိုးရကိုတိုင်เนาะအဲ့ဒီတရုတ်အစိုးရကိုတိုင်ကနေပြီးတော့ခုလာ show မှာခိုင်ပြီးတော့ကို ဆရာကြီးလုပ်နေတယ်နော်ဝေစားများစားအခုမာလာနဲ့သူတို့နှစ်ယောက်ကိုဒီ MNDA နဲ့ကိုအဲ့ဒီမှာညှိပေးတယ်နော်သူကဆရာကြီးဒိုင်လူကြီးနော်ဒိုင်လူကြီးကတော့တိတဲ့အတိုင်းပဲနော်အမြတ်မရှိဘူးဘာမှဒိုင်လူကြီးလုပ်စရာအကြောင်းရှိဘူးနော်အဲ့ဒီမှာသူကတော့အမြတ်များကြီးရှိတယ်တရုတ်နိုင်ငံကဆိုလို့ရှိရင်တော့မြန်မာပြည်သားတွေရဲ့နော်ခံစားမှုတွေနော်တည်ကြည်ပျက်စီးမှုတွေအဲ့ဒါကိုဘာမှကြည့်ရမှာမဟုတ်ဘူးသူရဲ့ juicy ball တစ်ခုတည်းနဲ့ကိုပဲချိန်ပြီးတော့ပဲ ျွန်တော်တို့စကားစကောမာလာကိုထောက်ခံတာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့လန်ဒန်လန်ဒန်မြို့မှာဆိုလို့ရှိရင်တော့ကျွန်တော်အောင်ဆန်းစုကြည်တို့ခေတုံးကသူ့ကိုခန်းထားလိုက်တာเนาะခန်းထားတဲ့အခုတာမတ်เนาะကျော်စော်မင်းဆိုလေးလို့ရှိတယ်เนาะအရင်တော့ကပြဿနာတစ်ခုဖြစ်ခဲ့ပြုတယ်အဲ့ဒါကိုကျွန်တော်တို့ဒီဖက်ကဒီတော့အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ဆိုပြီးမှအဲ့ဒီတာမတ်ကနေပြီးတော့တောင်းဆိုခဲ့ပြုတယ်တောင်းဆိုခဲ့ဖို့တော့အဲ့ဒါကိုနေပြီးတော့စကားစကားလှုပ်ဖြုတ်လိုက်တယ်ဒါပေမဲ့ဆက်လက်ပြီးတော့အဲ့ဒီအိမ်မှာပဲဆက်ပြီးတော့နေတယ်။နေတဲ့ခါကျတော့စကားစကားတရားဆွေးတယ်။နော်ပိုင်နဲ့ကျူးလုံမှုနဲ့ဆိုတော့အဲ့ဒီနေရာငါတို့ပိုင်နဲ့နေရင်ဖြစ်တယ်။ အဲ့ဒါကြောင့်သူတို့ကိုတရားစွဲတယ်သူကိုအလုပ်ဖြုတ်ပေးပြီးသူဘာလို့မစင်းတာလဲစသဖြင့်လန်ဒန်ကိုသွားပြီးတော့သူတို့တရားစွဲတယ်စွဲတဲ့ခါကျတော့အခုလန်ဒန်ကနေပြီးတော့သူတို့စွဲချက်ကိုလက်ခံလိုက်တယ်ဆိုတော့အမှုရင်ဆိုင်ရတယ်ဆိုတဲ့သတင်းကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းဒီဘေးရင်ဒီအိုထင်းကွင်းမှာဆိုလို့ရှိရင်ဒီစာတင်ချောင်းကိုပုံချေးတာပေါ့နော်ပုံချေးတယ်အဲ့ဒါကိုနေပြီးတော့စကတ်စတိုက်ခိုက်မှုတွေဖြစ်တယ်အဲ့ဒါ glass car ဘုံနဲ့ချေးတာနော်အဲ့ဒီချေးတာတကယ့်အကြီးစားနဲ့ချေးတာချေးတော့အဲ့ဒီဘုံတွေကတစ်ခါပေါက်လာတယ်အဲ့ဒီမှာ sink sink ပေါက်တယ်ဒါပေါက်တဲ့အဲ့ဒီဘုံမျိုးနဲ့ချေးတာ ဘလောက်ထိရက်ဆက်လဲဆိုတာစာတင်ချောင်းကုန်တော့ဒါဆိုတော့အဲ့ဒါကိုသူတို့ကမကျဲပါဘူးဆိုပြီးမှအဲ့ဒါတင်မီဒီယာတွေမှာသူတို့ဖက်ကလူတွေကအပကုံဖော်တာเนาะပြီးလို့ရှိတော့သူတို့ရဲ့ဒီ MRTV မှာလည်းသူတို့ထွင်းတယ်ဒါဆိုလို့ချင်းဒီ PDF ဂျန်ဖက်တွေကသူတို့ drop ဘုံတွေချတာပါရညာတာနဲ့မျိုးစုံပါပဲသူတို့ကဒီလိုပဲဒီလိုတစ်မြင်တဲ့ဟာတော့မှเนาะသူတို့ကငင်းတဲ့ဟာဆိုတော့အဲ့ဒီလည်းပြင်တဲ့ဟာဆိုတော့သူတို့ကငင်းနေတာပဲเนาะရအောင်တော့ငင်းပါပဲသူတို့ကတော့เนาะဆိုတော့အခု ဒီကပကူလာသမဂ္ဂရဲ့အတွင်းမူအတွင်းမူကိုယ်တိုင်ကဘာပြောလဲဆိုလို့ရှိရင်စိုးရိမ်တယ်အဲဒီစိုးရိမ်တယ်ဆိုတဲ့စကားတော့ငါတော့အမုန်းဆုံးပဲနော်အမုန်းဆုံးပဲလုံးဝမကြားချင်တဲ့စကားတစ်လုံးပဲဒါနော်ဒါပေမဲ့နိုင်ငံရေးမှာသုံးတာဒါထက်ကြီးကစိုးရိမ်တယ်အလွန်စိုးရိမ်တယ်ဒါပဲနော်ဒါပဲဆိုတော့အကျန်းဖတ်မှုတွေကိုရှုတ်ချတယ်ဆိုပြီးပါအခုကုလသမဂ္ဂကနေပြီးတော့ပြောတာကိုတွေ့ရတယ်ဒါအတွင်းမူကိုယ်တိုင်သူရှုတ်ချတာနော်အကျန်းဖတ်မှုတွေကိုရှုတ်ချတယ်နော်အဲ့ဒါကမှာအကျန်းဖတ်မှုတွေကိုရှုတ်ချတယ်လို့ပြောတဲ့ခါမှာမအလာရဲ့အကျန်းဖတ်မှုတွေကိုရှုတ်ချတယ်ဆိုတဲ့ဟာကမအလာကိုနေပြီးတော့ဒစ်တတ်ထားတာကျွန်တော်တို့မတွေ့ရဘူး အကြံဖတ်မှုနော်အကြံဖတ်မှုဆိုတာကဟိုဖက်လေးဖြစ်နိုင်တယ်ဒီဖက်ဖြစ်နိုင်တယ်နော်အဲ့ဒီလုံးရက်မှာအဲ့လိုမျိုးပုံစံမျိုးနဲ့တော့ဖက်ခွာပြီးတော့ကျွန်တော်တို့ပြောတာကိုတွေ့ရတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဘုံဘုံမျိုးတိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒီမလာဖက်ကကြီးကြီးကြဆမှုတွေရှိတယ်အဲ့ဒီမှာ85ရာခိုင်နှုန်းကိုဒီဖက်က KNA နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့တင်ပိုက်ထားပြီးသားဖြစ်တယ်25ရာခိုင်နှုန်းကိုကြတော့နော်မလာကထိန်းချုပ်ထားတဲ့ဈေးပဲဖြစ်တယ်ဆိုတော့အဲ့ဒီမှာ view harm ကတော့တော်တော်ကိုသူများတွေအမုန်းတင်တယ်နော်အမုန်းတင်တယ်အဲ့ဒီ view harm ကတော့ အင်းမင်းလက်နော်တင်မင်းလက်အဲ့ဒီ view ဟာမုံကတော်တော်ကောင်းတယ်လို့ပြောတယ်သူတို့တော်တော်အားကိုးလို့ရတဲ့ view ဟာမုံဆိုတော့အဲ့ဒီမှာနော်အယောက်ပေါင်း900ပြေပြီနော်900ပြေပြီအဲ့ဒီမှာစကားစားအယောက်ပေါင်း900ပြေပြီပြီးမှဒီစကားခ27ကစကားစားတွေကိုဝန်ထမ်းတွေကိုအဲ့ဒီမှာ ်ခေါ်ထုတ်တဲ့ဟာလေးရှိတယ်เนาะခေါ်ထုတ်ပေးလိုက်ရတယ်အဲ့ဒီမှာအဲ့ဒီပြရတဲ့စစ်သုံးပိုင်းပေါ့เนาะစစ်သုံးပိုင်းတွေကိုခေါ်ထုတ်လိုက်ရတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့ရလိမ့်မယ်ဖြစ်တယ်ဆိုတော့စကခ27ကအစင်မပြေတော့ဘူးเนาะအစင်မပြေတော့အနဲတဲ့ခါကျတော့เนาะအခုစကခမွန်းတင်မင်းလက်ကိုနေပြီးတော့အခုဒီမှာလာကနေပြီးတော့စစ်ကိုထပ်ပြီးတော့အရန်စစ်ကိုထပ်တော့ပို့လေဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကဘကိုတိုင်နိုင်တလဲမှာဆိုလို့ရှိရင်တော့ပြင်ပုံရွာမှာเนาะပြင်ပုံရွာမှာ ဒီပြင်ပုံရောကနေပြီးတော့ထွက်လာတဲ့စက္ကစက်ကိုနေပြီးတော့ဒီဖေကကြိုးလို့တိုက်တယ်။တိုက်တဲ့ခါကျတော့ရှစ်ဦးသေးတယ်เนาะအဲ့ဒီမှာဖွဲ့စည်းပုံနဲ့ပြက်ပြီးတော့เนาะအကုန်လုံးကစင်းကလေးကပြေးကုန်တယ်ဆိုတဲ့ဟာလည်းတွေ့ရတယ်။နောက်တစ်ခုကပကိုးတိုင်းဒေသငါချိုးပင်ကောက်မြို့နေမှာဆိုလို့ရှိရင်တော့နေမင်းရက်စခန်းအဲ့ဒီမှာနေထိန်နေဟင်းကိုဆိုတဲ့လူကိုနေပြီးတော့တာယာဝတီ PDF တွေကပြေခတ်ရှင်းလင်းလိုက်တယ်။အဲ့ဒါမှနေထိန်ရဲတွေလည်းတနည်းတနည်းသေးနေတာပဲ။နောက်မှအလာရဲစစ်သားတွေကလည်းเนาะအဲ့ဒီတက်ကနေပြီးတော့ထွက်လာတာနဲ့အဲ့ဒီမှာမိုင်းနဲ့အရင်ဆုံးကြိုးဆိုတယ်เนาะအဲ့ဒီမှာမသားရင်ဖြစ်ကုန်တယ်နောက်တော့တော့ပေါ့အစီအပြောက်တရက်တရက်မှမနေဘူး เนาะဒါပေမဲ့မကုံနိုင်ဘူးသူတို့ကလည်းစေမထံဥပဒေနဲ့လူတွေကိုအတင်းဆွဲခေါ်ပြီးတော့နော်အဲ့ဒီမှာတွန်းတွန်းထားတဲ့လူတွေရှိတယ်နော်ဆိုတော့ဘလောက်ပဲသေသေဒီဖက်ကစေမထံဥပဒေနဲ့သူတို့ဖန်ထားတဲ့ဟာတော့ရှိတယ်နော်ရှိတယ်ဆိုတော့တော်ကိုများနေတယ်စကားစဖက်ကနောက်တစ်ခုကဒီတောင်ကုတ်နော်တောင်ကုတ်ကကျွန်တော်တို့ A ကသင်ပိုက်ပြီးတာဖြစ်တယ်ဆိုတော့ဒီမှာဒီနေ့တည်င်းတစ်ခုကိုတက်လာတာကထုစုဆက်လေနော်ကျွန်တော်တခါမှမကြောက်ဘူးဆိုတော့အဲ့ဒီတည်င်းကကျွန်တော်တို့ကွန်း နော်ကွန်ရကင်းစင်နဲ့မြို့တစ်မြို့အဖြစ်နဲ့သူတို့ကသတ်မှတ်လိုက်တယ်တဲ့နော်အဲ့ဒီကတော့အဲ့ဒီမြို့မှာလုံးဝကွန်ရမစားတော့ဘူးနော်ကွန်ရစားတဲ့လူတွေဘယ်သူမှစားပိုင်ခွင့်မရှိ ရောင်းပိုင်ခွင့်မှမရှိဘူးအခုကဆိုလို့ရှိရင်တော့ဒီကွန်ကင်းစင်နဲ့မြို့တစ်မြို့အဖြစ်နဲ့သတ်မှတ်တယ်ဆိုပြီးမှဒီနေ့တတင်းထွက်လာတာကိုတွေ့ရတယ်ဒါလည်း true sense နဲ့တတင်းတစ်ခုပဲနော်ကွန်ရကိုအတိကထားပြီးတော့နော်အဲ့ဒီမှာ A ကနေပြီးတော့ခိုင်တွေ့တဲ့ကိုတွေ့ရတယ်ဆိုတော့အဲ့ဒီတတင်း true sense လေးကိုလည်းတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ last show လေးစိတ်နော် last show လေးစိတ်ကိုအရင်တော့က MND ကတင်ပိုက်ထားတယ်တင်ပိုက်ထားပြီးတော့အဲ့ဒါကိုမလေးပတ်မိနေနေတာကြာပြီအဲ့ဒါကိုတရုတ်သူ့အဖေကနေပြီးတော့ညှိနှိုင်းပေးတယ်ဖေးတော့အခု အဲ့ဒီ MND ရဲ့အဖေရဲ့စကားစားရဲ့အဖေပေါ့နော်အဲ့ဒါလာရှိုးဟိုပေးလိုက်တဲ့ဒီတရုတ်ရှီချင်းပြင်ပေါ့နော်ရှီချင်းပြင်ကနေပြီးတော့လုပ်လိုက်ပေးတဲ့အခါကျတော့အခုမာလာကတနက်တစ်ချက်မှမဖောက်ပေးနဲ့အဲ့ဒီမှာရသွားတယ်နော်ရသွားတယ်ဆိုတော့အဲ့ဒီမှာပြန်ပြီးတော့လေရင်ခွင်းတွေကိုပြန်ပြီးတော့ဖွင့်မယ်နော်ဖွင့်မယ်ဒီလ22ရက်နေ့မှာနော်ပြန်ပြီးတော့ပြန်တန်းခွင်းတွေကိုပေးတော့မယ်အဲ့ဒီခီးသေးတို့အသွားအလာတို့ဘာတို့ကိုအားလုံးစပြီးတော့လေပတ်တော့မယ်ဒီလ22ရက်နေ့ပေါ့နော်22ရက်နေ့စပြီးတော့လေပတ်တော့မယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမီဒီယာတွေမှာတွေ့ရတယ် ဆိုတော့ဒီနေ့မေလ၁၄ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ